မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ရန်ကုန်လေးစိမ့်မှာဖမ်းဆီးခံရတဲ့လူမှုကွန်ရက်မှာလူသိများတဲ့သမီးဆိုးကော်ဒေါ်သက်ကိုကိုကိုပြုံးလေမျိုးမှာရဲစခန်းမှာပုံမှန်66ခါကြီးနဲ့စစ်ဆင်းနေတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ ရန်ကုန်လေစိတ်မှာဖမ်းဆီးခံရတဲ့လူမှုကွန်ရက်မှာလူသိများတဲ့သမီးစိုးခေါ်ဒေါ်သက်ကိုကိုကို ပြည်ဦးလွေမျိုးမရင်းစကန်မှာပုံမှ66ဂါကြီးနဲ့စစ်စစ်နေကြောင်းသိရပါဗျ။သမီးစိုးခေါ်တက်ကိုကိုကတော့မြန်မာပြည်ပွားတအုပ်ဖြစ်ပြီးတော့လက်ရှိမှာအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပါကား။ လက်ရှိမှာအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကသူကတော့လူမှုကွန်ရက်ကနေတက်စဲလူသုံးကုန်ပစ္စည်းတွေဈေးရောက်ချသူတဦးဖြစ်တဲ့အပြင်အနုပညာရှင်တချို့နဲ့လူပုဂ္ဂိုလ်တချို့ကိုလူမှုကွန်ရက်ကနေတက်စဲဝေဖန်ပြောဆိုမှုတွေပြုလုပ်လို့ရှိသူဖြစ်ပါတယ်။အခုလိုသမီးဆိုးခေါ်တက်ကိုကိုရဲ့ပြောဆိုမှုတချို့ကြောင့်နစ်နာမှုတွေရှိခဲ့တယ်လို့ဆိုကဒေါ်အေသင်ကိုကသမီးဆိုးကိုမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာလူကျဲတွဲဆောင်ရှင်လင်းဖို့ကနအိုးမှာတောင်းဆိုခဲ့ပေမဲ့သမီးဆိုးကတွဲဆောင်ခြင်းမရှိတဲ့အတွက် တွက်ပြည်ဦးလေမျိုးမရေစကန်မှာဒေါ်အေတင်ကိုကပုံမှန်66ဂါကြီးနဲ့တရားလိုပြုလုပ်ပြီးတော့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာတော့သမီးစိုးကောတက်ကိုကိုဟာမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုထွက်ခွာဖို့အော်တိုဘာ12ရက်ကရန်ကုန်မင်္ဂလာတုံဒေသကို ရောက်ရှိတဲ့အချိန်မှာတက်ဆိုင်ရာကသမီးစိုးကောတက်ကိုကိုကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ လလောဆယ်တော့66ခါကြီးတကူတည်းနဲ့ပဲအမှုဖွင့်ထားတယ်လို့သိရတယ်။ပြည်ဦးလွယ်မှာအမှုဖွင့်ထားတာမလို့ပြည်ဦးလွယ်မြို့မှာရဲစခန်းကတွားရောက်ခေါ်ဆောင်ပြီးတော့အော်တိုဘာ73ရက်ဒီနေ့မနက်မှာပြည်ဦးလွယ်ကိုရောက်နေပြီလို့ရဲတပ်ဖွဲ့နဲ့တောင်းရှိသူကဆိုပါတယ်။လက်ရှိမှာတော့သမီးစုခေါ်တက်ကူကိုကိုပြည်ဦးလွယ်မြို့မှာရဲစခန်းမှာပ215 2025ဆက်သွယ်ရေးဥပဒေပုံမှာ66ခါကြီးနဲ့အမှုဖွင့်ထားကြောင်းလည်းသိရပါတယ်။သမီးစုခေါ်တက်ကူကိုကတော့ Facebook လူမှုကွန်ရက်ဆာမနာကနေတက်စစ် လိုက်လွင့်ပြီးတော့ဒေါ်အေတင်ကိုရဲ့မိသားစုအတိုင်းဝိုင်းနဲ့လုပ်ငန်းတွေတခြားသောကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ဂုံတိတ်ခါကြာဆင်းစေဖို့မဟုတ်မမှန်ဆွဆွဲပြောဆိုထားတဲ့အတွက်အရေးယူပေးဖို့ဒေါ်အေတင်ကိုကတိုင်ကြားခဲ့တာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့အငင်းပွားပွဲရေပြင်မှာတရုတ်နယ်ဖလက်ပိုင်တင်းပေါ်တိုက်မိတဲ့အကြောင်းဖော်ပြပေးကြပါရစေ။တောင်တရုတ်ပင်လယ်ပြင်မှာတရုတ်တင်းပေါ်တစင်းကဖလက်ပိုင်တင်းပေါ်ကိုတမင်တကာဝင်တိုက်ခဲ့တယ်လို့ဖလက်ပိုင်ကဆွဆွဲထားပြီးတော့ဒီမတော်တဆမှုအတွေ့တရုတ်ကလည်းဖလက်ပိုင်ကိုအပြစ်တင်ထားပါရစေ။အငင်းပွားပွဲရာတောင်တရုတ်ပင်လယ်မှာတရုတ်နယ်ဖလက်ပိုင်တင်းပေါ်တွေဟာမကြာခဏဆိုသလိုထိတ်တိုက်ပဋိပက္ခတွေဖြစ်ပွားလိမ့်ရှိပါရစေ။တရုတ်ကတော့နိုင်ငံတကာဥပဒေတွေကိုလစ်လျူရှုပြီးတော့တောင်တရုတ်ပင်လယ်ပြင်နေမြေအလုံးနေပါကိုပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုထားပါရစေ။ မနီလာ၅ဖန်ပြူရိုပိုင်း PRP ဓာတုပါပွားရာတင်မောကိုတရုတ်ကမ်းခြေဆောင်တင်မောတစင်ကတနင်္ဂနွေနေ့မနက်9:15မိနစ်မှာရေအပြောင်းတင်နဲ့ပြစ်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်ကဆိုပါရယ်3မိနစ်ကြာမှာတော့ဖိလစ်ပိုင်တင်မောရဲ့ပေကိုင်းကို တမင်တွန်းတိုက်ခဲ့ပြီးတော့3မိနစ်ကြာမှာဖိလစ်ပိုင်တင်မောရဲ့ပေပိုင်းကို တမင်တွန်းတိုက်ခဲ့ပြီးတော့တင်မောသာထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ဘူးလို့ဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကထုတ်ပြန်ပါရယ်ဒီဖြစ်စဉ်ဟာ separately ကျွန်းစုရဲ့အစိတ်ပိုင်းဖြစ်တဲ့ တီတူကျွန်းအနီးမှာဖြစ်ပွားခဲ့တာပါ။ဖရပိုင်မျိုးသားရဲချောင်းကောင်စီကတော့ဒီဖြစ်ရပ်ကိုအဆိုပါဖြစ်ရပ်ကိုရှုတ်ချခဲ့ပြီးတော့တရုတ်နိုင်ငံရဲ့ဆိုးရတဲ့တရားမဝင်လွှဲရတဲ့ကိုပြင်းပြတတ်တန်ကန့်ကွက်တဲ့အကြောင်းနဲ့တင်းလျော်တဲ့တရပံရေးရာတွေကိုဆက်လက်လှုပ်ဆောင်မယ်လို့ဆိုပါရယ်။ဖရပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီကိစ္စကိုကန့်ကွက်မယ်လို့ပြောပါရယ်။စန်တီကေအနေရေပိုင်နဲ့အတွဲဖိလစ်ပိုင်သင်္ဘောတစ်စင်းဝင်ရောက်လာပြီးတဲ့နောက်တရုတ်ကမ်းခြေဆောင်တပ်ကတရုတ်ပတ်ချံက ထက်ခါတလဲနဲ့သတိပေးချက်တွေကိုလိလိရှုခဲ့ပြီးတော့အန်ရရှိတဲ့အနေထားတဲ့တရုတ်တင်မောအနေကိုချဲ့ကပ်ခဲ့တယ်လို့တရုတ်ဘက်ကဆိုပါတယ်။ဒါဟာဖိလစ်ပိုင်ဘက်မှာတာဝန်အပြည့်ရှိပါတယ်လို့တရုတ်ကမ်းခြေဆောင်တပ်ပြောရေးဆိုခွင့်ရှိသူလျူဒီဂျွန်ကထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးတော့ရွှေတောင်မေးသက်ရေကန်မှာငားပြရတဲ့ G8 ကြောင်းသားနှစ်ယောက်ရင်းနှီးတည်ဆုံတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ပဲခူးတိုင်းပြည်ခရိုင်ရွှေတောင်မြို့ဗဟိုမိသက်ကံမှာငားပြတဲ့ကြောင်းသားနှစ်ယောက်ရင်းနှီးတည်ဆုံမှုဖြစ်ပွားခဲ့လို့သိရပါရစေ။အောက်တိုဘာ12ရက်နေ့ညနေ3:00လောက်ကရွှေတောင်မြို့ဈေးနီးမှာရှိတဲ့ဗဟိုမိသက်ရေကန်တွင် ចောင်းသား200ရောင်း9မြရာကနေចောင်းသား100ရောင်းကရင်းနှီးမှုဖြစ်တဲ့အတွက်ကျန်တဲ့ចောင်းသားကကယ်ဆယ်ဖို့ကြိုးစားရင်းကနေ2ရောင်းလုံးရင်းနှီးတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။9မြတန်ကကန်ထဲပြုတ်ကျသွားလို့ကန်ထဲကိုစင်ကောက်တာမှတယောက်ကရေရင်နှစ်တော့နောက်တယောက်ကလိုက်ကရင်နဲ့နှစ်ယောက်လုံးနှစ်သွားတဲ့သဘောပါအခုချိန်ရေကန်ကြီးကလည်းရေပြည့်နေတာဆိုတော့သတိထားရမယ်ဆုံးတဲ့အကောင်လေးတွေကရွှေရောင်ကားပါပဲထီတန်းရက်ွက်နဲ့ဒေါနာချန်ကားပါလို့ဖြစ်စဉ်သိရှိသူဒေတာကကဆိုပါတယ် ယင်းနေ့တင်ဆောင်ခဲ့ရတဲ့ចောင်းသားလေးတွေကတော့ grade 8တရောင်းနေတဲ့အသက်15နှစ်အရွယ်ចောင်းသားတွေဖြစ်ကြပြီးတော့မောင်ပိုင်သူထက်နဲ့မောင်ရဲရဲအောင်ဆိုသူတို့ဖြစ်တဲ့ကြောင့်ကြောက်ပြတဲ့အချိန်မှာတငယ်ချင်းနှစ်ယောက်ငါးသွားပြရကနဲ့အခုလိုအသက်သေဆုံးတာဖြစ်တယ်လို့လည်းသိရပါဗျ။တင်းဆောင်သူကြောင်းသားမောင်ပိုင်သူထက်ရဲ့မိခင်ဖြစ်သူကတော့ကြောက်ပိတ်တုံအိမ်ကမသိအောင်ထွက်သွားကြတာရှင်။ ဒီနေ့ကြောင်းတက်မဲ့ကလေးတွေပါအခုတော့ဘဝဆုံးရရပြီ ကျမသားလေးနဲ့သူ့ရဲ့တငယ်ချင်းပေါ့ရှင်သူ့ရဲ့တငယ်ချင်းကိုကယ်ရင်သူ့ဟာဆုံးရတာပါရှင်လို့သူ့ရဲ့လူမှုကွန်ရက်ကနေပြောဆိုထားပါတယ်အခုចောင်းသားလေးတွေတည်ဆုံရတဲ့ရေကန်ကြီးမှာရင်းနှစ်တည်ဆုံမှုတွေမကြာခဏဖြစ်ပွားလေရှိနေတာကြောင့်ရေကန်ကြီးမှာလူတည်ဆုံတဲ့ကိစ္စရပ်တွေထပ်မံမဖြစ်ပွားအောင်အော်ရိုင်းခတ်ကာယံဖို့ဒေသခံတွေကဆန္ဒရှိနေကြပါတယ်ရှင် ဆက်လက်ပြီးတော့ရန်ကုန်မြို့ကလူစီကားရနေရတဲ့နေမှာမျိုးကြီးတွေတွေ့လာရတဲ့ကြောင်းပေါ်ပြပေးကြပါမယ်။ရန်ကုန်မြို့မှာတော့အများပြည်သူသွားလာမှုများပြားတဲ့နေရာတွေနေမှာမျိုးကြီးတွေကိုအခုနောက်ပိုင်းကာလာတဲ့အတွဲမှာတွေ့ရှိမှုများလာတဲ့ကြောင်းကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့သတင်းထံကသိရပါရယ်။လွန်ခဲ့တဲ့အောက်တိုဘာ9ရက်ကညနေပိုင်းကလည်းအပန်းပြေလာရောက်သူများစွာနဲ့စီကားလေးရှိတဲ့အင်အားကပ်ပေါင်းပြည်လမ်းမဘတ်ချံကနေ လူသွားပလက်ဖောင်းမှာရှိတဲ့စတီတန်ပေါ်မှာခွေနေတဲ့စပက်ကြီးမွေတကောင်ကိုတွေ့ရှိခဲ့ရတဲ့အဖြစ်မျိုးလည်းရှိခဲ့ပါတယ်။ဒီစပက်ကြီးမွေတွေကတော့အဆင်မရှိပေမဲ့ခြုံထက်တဲ့သွားတွေရှိပြီးတော့အကိုက်ခံရတဲ့သူတွေအနေနဲ့လည်းသွေးထွက်တော်ပြီးတော့နာကျင်ကြိုက်ခဲတဲ့ဝေဒနာကိုခံစားရတဲ့ကြောင့်စပက်အုံးမွေတွေဟာအဆင်မရှိပေမဲ့ခြုံထက်တဲ့သွားတွေရှိတဲ့ကြောင့် Snake of မြန်မာအဖွဲ့ကတည်ရပါတယ်အခုအောက်တိုဘာလအတွင်းမှာတော့မြန်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့လွယ်လူနေအိမ်တွေနဲ့ အခုအောက်တိုဘာလအတွင်းမှာလည်းပဲမြန်ကွန်မြို့နယ်အတွင်းမှာရှိတဲ့လူနေအိမ်တွေနဲ့ချောင်းနယ်အတွင်းမှာမွေးကြီးတွေဝင်ရောက်မှုကြုံခဲ့တယ်လို့လူမှုကွန်ရီအဖွဲ့တွေကတွားရောက်ဖမ်းဆီးခဲ့ရတဲ့အဖြစ်မျိုးရှိခဲ့မှုကြောင့်သိရပါတယ်။မြန်ကွန်မြို့နယ်၃ရက်ကွယ်တန်းစင်လမ်းမှာရှိတဲ့လူနေအိမ်ချောင်းဝန်းအတွင်းကအရှိန်ကိုပဲရှိတဲ့စပောင်းမွေးကြီးတစ်ကောင်ကိုအောက်တိုဘာ၉ရက်မနက်ပိုင်းက၎င်းမြန်ကွန်မြို့နယ်၉ရက်ကွယ်ကလူနေအိမ်ချောင်းဝန်းရင်းမြောင်းအတွင်းအရှိန်၇ပေးကန်းရှိတဲ့စပောင်းမွေးကြီးတွေကိုအောက်တိုဘာ၃ရက်က၎င်းမြန်ကွန်မြို့နယ်၆ရက်ကွယ်တင်စားဆက်ကီချောင်းဝန်းလူနေအစားအုံ အခန်းတောက်မှာခွေပြီးတော့တရှုရှုနဲ့နှာမိုးနေတဲ့လင်းဝေတကောင်ကိုအော်တိုဘာ၂ရက်ကလကောင်မြန်ကုန်၈မိုင်မှာရှိတဲ့လူနေချောင်းအတွင်းကသွပြားပုံအောင်မှာရောက်ရှိနေတဲ့အရှိခွနပေရှိတဲ့စပတ်အုံမွေကြီးကိုစက်တမ30ရက်မနက်ပိုင်းကမွေးရည်အတွင်းအချိန်တနားကအကြုံအောင်ခခကဲကဲထုတ်ယူဖမ်းဆီးပေးရတဲ့အကြောင်းမြမကျေပြူလူမှုကွန်ရက်အသင်းပရိုက်တာအဖွဲ့ရန်ကုန်ကသိရပါဗျ။လွန်ခဲ့တဲ့စက်တမလအတွင်းကတော့ကြိုင်ဝမ်းစေးယုံဆိုင်ကန်အတွင်းနေရလှိုင်စေးကြီး ဇင်းယုံဆိုင်ကအတွင်းနေရာရှစ်မိုင်လှိုင်းမြို့နယ်မာလာမြိုင်ငါးလမ်းမှာရှိတဲ့အိမ်ဆိုင်အတွင်းအဆိုပါလမ်းနေအတွင်းမှာရှိတဲ့နေအိမ်မိဖို့ကြောင့်အတွင်းငွေရောင်းမှုအပါဝင်အကူအညီတောက်ခတ်မှုတွေကြောင့်တွားရောက်ဖမ်းယူရှင်းလင်းပေးကြရတဲ့ကြောင်းဖမ်းပေးတဲ့မှုတွေဟာအရှိကိုဝေခံရှိတဲ့စပတ်အုံမှုတွေနဲ့စပတ်အုံမှုကြီးတွေငန်းဆောင်မှုပြရာစတဲ့မှုမျိုးစားတွေပါဝင်ကြောင်းအဲ့ဒီပရိုက်တာအဖွဲ့ကနေဆိုပါတယ်ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းပဲအလားတူမွေကြီးတွေဖေရှားဖန်ဆင်းမှုတွေကိုလုံဆောင်ခဲ့ရကြောင်းလည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းအော်တိုဘာ14ရက်အတွက်မလို့သားခမန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်တော်ချင်းတွေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတရင်တင့်တင့်ဖြစ်တော်နိုင်ပြီးတော့မုတ်တုံလေးဟာအားနည်းရရှိပါရစေ။ပင်လယ်ပင်ချင်းတွေကတော့ဒဲနိုင်ကရရခိုင်ကရမြို့ဝကျော်ပေါ်ဒေသတွေနဲ့မုံတမကွေ့မှာတော့အရှိအရှိထောင်ဘက်ကနေလေဟာတနိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင့်တင့်ရှိပါမယ်။မိုးချင်းတွေကတော့နေပြီးတော့စကိုင်းတိုင်း ရှမ်းဟိုတိုင်း၊အေရရတိုင်း၊ပဲခူးတိုင်း၊ရှေးပိုင်း၊တင်းတိုင်းတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစစ်စစ်မိုးထစ်ကြုံရွာသွားပြီးတော့မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းနောက်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးထစ်ကြုံရွာသွားမှာပဲရှင်။